အားလုံးမင်္ဂလာပါကျွန်တော်တို့ပျော်ရွှင်မှုကြောင်းပြောလာတာအခုဆိုရင်ကျွန်တော်တတိယအပိုင်းတော့ရောက်နေဆိုတော့ကျွန်တော်ရိုးရိုးရှင်းရှင်းမေးခွန်းလေးတစ်ခုကနေပြီးတော့စလိုက်အောင်ကျွန်တော်ပျော်ရွှင်ခြင်းဆိုတာဘယ်ကနေလာလဲပျော်ရွှင်မှုဆိုတာဘာလဲဆိုတော့ဒီမေးခွန်းလေးကနေစလိုက်အောင်အများသူကတော့ကျွန်တော်ကိုပြန်ဖြေကြမှာကတော့ပျော်ရွှင်ခြင်းဆိုတာငွေကြေးဥစ္စာပြည့်စုံခြင်းကနေလာတယ်လို့ပြောရင်ပြောလိမ့်မယ်ဒါမှမဟုတ်ရင်လည်းအောင်မြင်မှုကနေလာတယ်လို့ပြောရင်လည်းပြောလိမ့်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့က မြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးတယောက်ဆိုပါတော့မြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးတယောက်ကသူ့စီမှာငွေကြေးဥစ္စာပြည့်စုံမှုကလည်းရှိနေပြီအောင်မြင်ကြော်ကြားမှုကလည်းရှိနေပြီဒါဆိုရင် तू ကထပ်ပြီးပျော်ရွှင်ပြမရှိနိုင်တော့ဘူးလား तू ဘဝမှာငွေကြေးဥစ္စာလည်းသူ့အတွက်မလို့မလို့တော့ဘူးအောင်မြင်ကြော်ကြားမှုလည်းမလို့တော့ဘူးဆိုရင်သူ့ရဲ့အောင်မြင်မှုကလမ်းဆုံးသွားပြီလို့ကျွန်တော်ပြောလို့ရတာဒီလိုဆိုရင်တော့မဟုတ်သေးဘူးကျွန်တော်တခုတော့လွဲနေပြီငွေကြေးချမ်းသာမှုနဲ့အောင်မြင်ကြော်ကြားမှုကတော့လာတယ်ဆိုရင်ဘာဖြစ်လို့ကိုကိုကို တက်သေးွားတဲ့သူတွေကိုယ့်အသက်ကိုနှုတ်ယူဖို့သုံးဖြတ်လိုက်တဲ့သူတွေကြားထဲမှာအယမ်းချမ်းသာတဲ့သူတွေအများကြီးပါနေရတယ်။အယမ်းကိုအောင်မြင်ကြော်ကြားနေပြီးတော့ဒါကဘာလုံးကသူတို့မသိတလောက်ဖြစ်နေတဲ့သူတွေအများကြီးဘာလို့ပါနေရတယ်။ဒီမေးခွန်းကိုကျွန်တော်သတ်ပြန်မမေးသင့်ဘူးလား။ကျွန်တော်မြင်မှာတော့ပျော်ရွှင်မှုဆိုတာချမ်းသာကြွယ်ဝမှုအနေနဲ့မဟုတ်ဘူး။အောင်မြင်ကြော်ကြားမှုအနေနဲ့မဟုတ်ဘူး။ကျွန်တော်မြင်မှာတော့ပျော်ရွှင်မှုဆိုတာကကိုယ့်ကိုယ်ကိုသိခြင်းအနေနဲ့လာပါတယ်။ ဲ့ဒီကိုကိုကိုတည်တဲ့စိတ်ပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာအလိုရဆိုတော့ရောင်ရဲတယ်လို့ပြောမှာဒါပေမဲ့ဒီမှာတော့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေအများကြီးရှိသေးတယ်ကျွန်တော်ဒါကိုဆက်ပြီးပြောရမယ်အဲ့တော့ကိုကိုကိုတည်ခြင်းမရှိဘူးဆိုရင်တော့အဲ့လူတယောက်ကဘလောက်ပဲငွေကြေးဥစ္စာပြည့်စုံနေပေမဲ့လည်းဘလောက်အောင်မြင်ကြော်ကြားမှုတွေရှိနေပေမဲ့လည်းသူကပျော်ရွှင်ရမှာမဟုတ်ဘူးပျော်ရွှင်မှုအတွက်ကိုကိုကိုတည်ခြင်း၃မျိုးရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အမအောင်တစ်ချက်ပေါ့နော်ပျော်ရွှင်မှုအတွက်ကိုကနေရာတိုင်းမှာမတော်ဘူးဆိုတာသိရတယ် ဆိုတော့ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့သူတောက်ပဲကျွန်တော်တို့မဝက်ချံပေါက်နေဆိုပါတော့ဝက်ချံပေါက်နေဆိုတဲ့အချိန်မှာကျွန်တော်မှန်အောင်ကြည့်လိုက်တဲ့ခါကျရင်အဲ့မှန်ထဲမှာကျွန်တော်တို့တခြားအရာမမြင်ဘူးအဲ့ဝက်ချံကိုလည်းတော့မြင်လိုက်အဲ့လူတွေရဲ့သဘောပဲလူတွေကကိုယ့်ကိုယ်ကိုမြင်တဲ့အခါမှာအားနည်းချက်ကနေစပြီးမြင်တယ်တခြားသူမြင်တဲ့အခါမှာတော့အဲ့လူရဲ့အားသာချက်ကနေစပြီးမြင်လိမ့်မယ်ထားရှိတယ်။အဲ့ခါကျတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့အားနည်းချက်နဲ့တခြားလူရဲ့အားသာချက်ကိုကျွန်တော်တို့တွားပြီးတော့နှိုင်းရှင်ကြည့်လို့ရှိတယ်။ကျွန်တော်ဒီမှာမြင်သားထင်သားဥပမာတစ်ခုပြပြ လူတစ်ယောက်ကပြောကြပါစို့သူကလူရှိမှစကားထွက်ပြောရတာအရန်ကြောက်တယ်ဆိုတော့ဒီလူတစ်ယောက်ကအဲ့လိုမျိုးကိုကိုကိုစကားလေးလုံးကိုရမပြောတတ်တဲ့ခါကိုရှက်ပြီးတော့တိတ်ငဲနေရဆိုရင်လူရှိမှတည်တည်ချာချာပြောတတ်တဲ့လူတစ်ယောက်ကိုတွေ့ရခါကျရင်သူကသူ့ကိုယ်သူတိတ်ငဲစိတ်ဝင်တယ်အဲ့တိတ်ငဲတာကနေပြီးတော့ငါသူ့လောက်မတော်ရကောင်းလားဆိုပြီးတော့ကိုကိုဝမ်းနည်းလာတယ်ပေါ့စိတ်တက်ကြလာတယ်ပေါ့အဲ့ကျွန်တော်တို့ပထမဆုံးသိရမယ့်အချက်ကဘာလဲဆိုတော့ကိုကနေရာတိုင်းမှာမတော်နိုင်ဘူးဒါပေမဲ့သူတို့နဲ့ရှင်ပြီးတော့ကျွန်တော်ကတစ်ချိန်လုံးမှာကိုကိုကို ငါဟာဘာမှအဖြစ်မရှိတဲ့သူပါလားငါအရညံ့တဲ့သူပါလားငါဒီနေရာမှာတော့မှငါမလုံနိုင်ပါလားလို့ကိုကိုကိုကျွန်တော်တို့တွေးလေလေကျွန်တော်တို့ပို့ပြီးဆိတ်ဆဲရရလေလေပတ်သက်ရှာတဲ့သူကပတ်သက်ရှာတဲ့နေရာမှာတော်ပေမဲ့အိမ်တော်မှုထိမ့်သိမ့်တဲ့နေရာမှာတော်ချင်မှတော်လိမ့်မယ်အဲ့လိုပဲအိမ်တော်မှုထိမ့်သိမ့်တဲ့မျိုးသမီးရလဲပတ်သက်ရှာတာညံ့နေမယ်သူကအိမ်တော်မှုထိမ့်သိမ့်တဲ့နေရာမှာသူကတော်တာပဲဆိုတော့ကျွန်တော်တို့ပထမဆုံးသိရမယ့်ချက်ကဘာလဲဆိုတော့လူတွေကဘလောက်ပဲပြောပြောကျွန်တော်တို့ကတစ်ချိန်လုံးမှာ constantly မှာတောက်လျှောက်မှာကျွန်တော်တို့က တွေ့ရလူတိုင်းနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့နှိုင်းရှင်လေးရှိတယ်။အဲ့လိုနှိုင်းရှင်တဲ့အခါမှာငါသူ့လောက်ဘာဖြစ်လို့မတော်တာလဲငါသူ့လောက်ဘာဖြစ်လို့မလုံနိုင်တာလဲငါသူ့လောက်ဘာကြောင့်အစွမ်းစမရှိတာလဲဆိုတော့ခံစားချက်တွေဖြစ်လာပြီးတော့အဲ့ရနောက်ဆက်တဲမှာကိုကိုတိမ်ငယ်လာတယ်ရှက်လာတယ်စိတ်ဆင်းရဲလာတယ်အလိုမကျဖြစ်လာတယ်စသဖြင့်ဒီစိတ်တွေကနောက်ဆက်တွေဖြစ်လာပြီးတော့ဒီလိုထိုင်လို့မကောင်းတော့မပျော်ရွှင်ရတော့ဘူးအဲ့တော့ကိုကိုတည်ခြင်းနေတဲ့ကပထမဆုံးတစ်ခုကကိုကနေရာတိုင်းမှာမတော်ဘူးဆိုတာသိရတယ်နော်ဒါပထမတစ်ချက်ဒုတိယတစ်ခုကိုကိုကိုတည်ခြင်းတစ်ခုရှိတယ် ကျွန်တော်တို့ဟာကိုလိုချင်တာမှန်သမျှမရနိုင်ဘူးဆိုတာကိုသိရတယ်။လူတိုင်းလူတိုင်းကတော့အကောင်းဆုံးအညွန့်ဆုံးဆိုတဲ့အရာတွေကိုပဲကျွန်တော်လိုချင်တာပဲ။အကောင်းဆုံးကောက်စီးချင်တယ်၊အကောင်းဆုံးအိမ်မနေချင်တယ်၊အကောင်းဆုံးအစားတက်ကူမှစားချင်တယ်၊အလှဆုံးမိန်းမမှလိုချင်တယ်။နော်။ကျွန်တော်တို့ကအကောင်းဆုံးတွေပဲလိုချင်တာပဲ။ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့စီမှာ limit တွေရှိတယ်။ကျွန်တော်တို့စီမှာ ရနိုင်တဲ့အခွင့်အရေးတွေနဲ့ကျွန်တော်တို့ဖြစ်နိုင်တဲ့အနေအထားတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘယ်အရာတွေတော့ရနိုင်တယ်ဘယ်အရာတွေကတော့မရနိုင်ဘူးဆိုတာကျွန်တော်စီမှာရှိတယ်။အဲ့တော့လူတစ်ယောက်ကသူ့စိတ်ထဲမှာသူဘယ်တော့မှမရနိုင်တဲ့အရာတွေကိုပဲသူအမြဲတမ်းတွေးနေတယ်။နော်သူ့စီမှာမရှိတဲ့အရာတွေကိုပဲတွေးနေတဲ့ပြည့်အဲ့လူကပျော်ရွှင်နိုင်မှာမဟုတ်ဘူး။အဲ့တော့ပျော်ရွှင်မှုအတွက်ကျွန်တော်တို့ကဘာကို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 သိရမလဲဆိုတော့ငါတို့ကငါတို့လိုချင်တဲ့အရာတိုင်းတော့မရနိုင်ဘူး။လုံးဝသိကြတယ် ငါတို့လိုချင်တဲ့အရာတိုင်းတော့မရနိုင်ဘူးငါတို့ရမယ့်အရာတွေရှိတယ်ငါတို့မရမယ့်အရာတွေရှိတယ်ဒါကိုလက်သင့်ခံနိုင်တဲ့စိတ်ရှိရအဲ့လိုပဲငွေကြေးဥစ္စာနဲ့ပတ်သက်လာရင်ရောအောင်မြင်ကြွချမှုနဲ့ပတ်သက်လာရင်ရောလူတွေရဲ့လိုချင်မှုအတိုင်းစားမရှိဘူးငါတို့ကအရာရာတိုင်းငါတို့လိုချင်တဲ့အရာတိုင်းတော့မရဘူးဒါပေမဲ့ငါတို့ရနိုင်တာတွေနဲ့ကျင့်နဲ့တင်းတိမ်တက်တယ်ပေါ့နော်ဒီမှာတော့ရောင်ရဲတက်တဲ့စိတ်လို့ဆိုပါလို့ရောင်ရဲတက်တဲ့စိတ်ကျင့်နဲ့တင်းတိမ်တက်တဲ့စိတ်ရှိမှကျွန်တော်တို့ပျော်ရွှင်နိုင်မယ် ို့မှာရှိတဲ့အရာတွေကိုတော့မေ့ထားပြီးတော့ကိုမရှိသေးတဲ့အရာတွေကိုမရသေးတဲ့အရာတွေကိုပဲတစ်ချိန်လုံးကျွန်တော်တို့ကစိတ်ရောက်နေမယ်ဆိုရင်အဲ့အရာတွေကိုမရတဲ့အတွက်စိတ်ပူပန်နေရမယ်စိတ်အလိုမချဖြစ်နေရမယ်ဒေါသထွက်နေရမယ်ဝမ်းနည်းနေရမယ်ဆိုရင်ကျွန်တော်တို့ကဘယ်တော့မှစိတ်မှန်တဲ့ပျော်ရွှင်မှုနဲ့ကြုံတွေ့ရမှာပေါ့ဒါကဒုတိယတစ်ချက်ပေါ့နောက်ဆုံးတစ်ချက်ကအရေးကြီးဆုံးပဲပျော်ရွှင်မှုအတွက်ကျွန်တော်တို့ကဘာနားလည်ရမလဲဆိုကိုကိုလူတိုင်းကချစ်ခင်နှစ်သက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်သိရတယ် လူဆိုတဲ့သဘောကတော့ကိုယ်မကြိုက်တဲ့သူရှိရယ်ကိုယ်မနှစ်သက်တဲ့သူရှိရယ်ကိုယ်လက်ကားနေအတလုံးမုန်းနေတဲ့သူရှိရယ်ဆိုတာသိရတယ်ကျွန်တော်စိတ်ထဲမှာနေလို့မကောင်းလူသားရယ်လို့ဖြစ်လာတဲ့အခြေအနေပေါ့နော်ဒီသမိုင်းတစ်ခုလုံးကိုကျွန်တော်တောက်လျှောက်ပြန်ကြည့်လိုက်တဲ့အခါမှာဘယ်လူသားတယောက်တလေကများသူ့ကိုမချစ်မနှစ်သက်တဲ့သူနဲ့ကင်းလွတ်တယ်ဆိုတာရှိခဲ့ဘူးလို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူဆိုရင်ကျွန်တော်ဗုဒ္ဓကိုကြည့်လို့ရတယ်ခရစ်ယာန်တွေဆိုရင်ကျွန်တော် Jesus ကိုကြည့်လို့ရတယ်ပေါ့နော်သူတို့က တကယ်ကိုအတော်ဆုံးလူတွေတကယ်ကိုဘောအမွန်မြတ်ဆုံးပေါ့နော်အမြတ်ဆုံးလူသားတွေပဲဒါပေမဲ့သူတို့မကျင်တတ်တဲ့သူရှိလားဆိုတော့ရှိတယ်နော်သူတို့ပေါ်မှာတိုက်ခိုက်နေတဲ့သူတွေရှိတယ်သူတို့မနှိမ့်ညွတ်တဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်တို့ကဘာတွေမှုလို့ကျွန်တော်တို့ဘဝမှာလည်းကျွန်တော်တို့အလကားနေကြည့်မြရတဲ့သူတွေအလကားနေတိုက်ခိုက်နေတဲ့သူတွေအလကားနေကျွန်တော်တို့ကျွန်တော်ဒီနာမည်ကြားတာနဲ့ကိုအဖက်မလုပ်ချင်ဘူးပေါ့နော်ကျွန်တော်တို့မနှိမ့်ညွတ်ဆိုတဲ့သူတွေရှိမှာပဲဒီအကြောင်းအရာကဒါကဘာမှအထူးစံမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိခဲ့ဘူးသမျှရှင်သန်ခဲ့ဘူးသမျှလူတွေအကုန်လုံးကိုကျွန်တော်စင်းချကြည့်ရင်အောင်မှသူတို့စီမှာချက်တဲ့သူရော မုန်းတဲ့သူရောကျွန်တော်ရှိနေမှာပဲအဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ဘာသိရမလဲဆိုတခါလေကြာရင်အော်ကို့၎င်းနေမုန်းနေအော်ကို့ကိုကြည့်မြရတဲ့သူရှိနေပါလားဆိုရင်ငါများဘာမှားနေလို့ပဲ ငါအများတစ်ခုခုသူတို့ပုံမှာလုံမိလို့လားငါအများတစ်ခုခုလိုအပ်နေလို့လားဆိုပြီးကိုကိုကိုဟိုစိတ်အလိုမကျမှုဖြစ်တယ်ကိုကိုကိုမပျော်ရွှင်နိုင်တော့ဘူးပေါ့နော်ဒေါသထွက်တာမျိုးဖြစ်နိုင်တယ်ဝမ်းနည်းတာမျိုးဖြစ်နိုင်တယ်စသဖြင့်မပျော်ရွှင်ရတဲ့အကြောင်းရင်းတွေဖြစ်လာသေးတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပဲတကဘာလုံးဝရှိသမျှလူတွေအကုန်လုံးရှင်ကြည့်လိုက်ချစ်တဲ့သူရောမုန်းတဲ့သူရောဆိုတာနေရာတွေမှာရှိနေမှာပဲအဲ့တော့ကျွန်တော်တို့ကဘာသိရမလဲဆိုတော့ကျွန်တော်တို့ကိုလူတိုင်းကတော့ချစ်ခင်နှစ်သက်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိရမယ် ျွန်တော်တို့လိုချင်ရမှာကဘာလဲဆိုတော့ကိုယ့်ကိုမချစ်တဲ့သူတွေမနစ်သက်တဲ့သူတွေကိုယ့်ကိုမုန်းနေတဲ့သူတွေချစ်လာဖို့မဟုတ်ဘဲနဲ့ကိုယ့်ကိုတကယ်ချစ်ခင်မြနိုးပြီးတော့ကိုယ်နားမှာရှိနေတဲ့သူတွေရဲ့မြစ်တောင်တကယ်ခံစားနိုင်တဲ့စိတ်အဲ့ဒီစိတ်ရှိဖို့ပဲကျွန်တော်တို့မှာလိုအပ်တယ်ကျွန်တော်တို့ကိုမချစ်မနစ်သက်တဲ့သူတွေကကျွန်တော်တို့ချစ်ခင်နှစ်သက်လောင်ကျွန်တော်တို့အတွက်စိတ်ပူပင်တော့ကရောက်နေပြန်မလို့အဲ့အတွက်ကိုကျွန်တော်စိုးရင်ပူပန်နေပြန်မလို့အဲ့လိုမျိုးစိုးရင်ပူပန်နေရမှဆိုရင်ကျွန်တော်ပျော်ရွှင်မှုနဲ့ဘလန်းဝင်နေမှာ တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေကိုပြန်ချုပ်လိုက်ရအောင်ပျော်ရွှင်ခြင်းဆိုတာကိုယ့်ကိုယ်ကိုတည်ခြင်းကနေလာပါတယ်အဲ့လိုမျိုးကျွန်တော်ကတော့မှတ်ယူထားပါတယ်တကယ်မှစဉ်းစားကြည့်ရင်တော်တော်များများကဒီငွေကြေးဥစ္စာပြည့်စုံမှုတွေဒီဟိုအောင်မြင်ကြီးပွားမှုတွေပေါ့နော်အောင်မြင်ကြီးပွားမှုတွေအောင်မြင်ကြော်ကြားမှုတွေကိုပျော်ရွှင်မှုစစ်လို့ထင်ကြပါမိမယ်အဲ့ဒီဟာတွေအကုန်လုံးပြည့်စုံပြီးတဲ့သူတွေမှာကြတော့ဘယ်အရာတွေပျော်ရွှင်စေနိုင်မှာလဲ တကယ်တမ်းမှာပျော်ရွှင်ခြင်းဆိုတာကအပြင်ကလာတယ်လို့ကျွန်တော်တွေးနေသေးပြီအဲ့ဒီအရာတွေရဖို့အတွက်ကျွန်တော်တို့ကမယမနာလှုပ်ရှားနေဦးမှာပဲအဲ့ဒါကိုကျွန်တော်တို့ကပြည့်စက်ပုံမှာပြည့်နေတဲ့လူတွေလို့ထင်တယ်ငွေကြေးဥစ္စာပျော်ရွှင်မှုကိုပြီးနိုင်မယ်လို့ယူဆတယ်အဲ့တော့ငွေကြေးဥစ္စာကိုမရရအောင်လုပ်တယ်အောင်မြင်ကြွကြားမှုကကိုပျော်ရွှင်ခြင်းတွေပြီးနိုင်မယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မလို့အောင်မြင်ကြွကြားမှုတွေရအောင်လုပ်တယ်တကယ်တမ်းမှာရလာတဲ့အခါကျတော့လေထက်ထက်ပြီးတော့ကျွန်တော်တို့ကပြည့်နေရပြန်အောင်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ပျော်ရွှင်ခြင်းဆိုတာကိုယ့်ကိုယ်သိခြင်းသုံးမျိုးကနေလာပါတယ်ပထမဆုံးတစ်ခုကိုက နေရာတိုင်းမှာမတော်နိုင်ဘူးဆိုတာသိရမယ်ဒုတိယတစ်ခုကိုလိုချင်တာမှန်သမျှတာမရနိုင်ဘူးဆိုတာကိုကျွန်တော်သိရမယ်တတိယအဆင့်တစ်ချက်ကိုကိုလူတိုင်းကတော့ချစ်ခင်နှစ်သက်မှာမဟုတ်ဘူးဆိုတာသိရမယ်ဒီလိုကိုကိုကိုသိချင်း၃မျိုးရှိတယ်ဆိုရင်ကျွန်တော်ပျော်ရွှင်ခြင်းကိုသွားတဲ့လမ်းမှာကျွန်တော်အတိုင်းအတာတစ်ခုတည်းရောက်လာပြီးတော့ကျွန်တော်ပြောလို့ရအောင်ပါနော်ဆိုတော့ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တွေ့လိုင်းမှာ